ကေကေဟန်တာ channel ကိုနားဆင်အားပေးနေတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ကေကေဟန်တာ channel လေးမှာတဘာဝကျိလက်တန်ကဇာလန်းကောင်းတွေနဲ့ရှားပါမုံဆိုးဇာလန်းကောင်းတွေကိုနေစဉ်တင်ဆက်ပေးနေပါတယ်ရှင်။ဒီကနေ့ပရိသတ်များအတွက်တင်ဆက်ပေးမယ့်ဇာလန်းလေးကတော့စာရေးဆရာစောမြတ်လိုင်းရေးသားထားတဲ့အသက်ကိုလောင်းကျိထက်၍ဇာလန်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။ဟိုးရှိရှိတော့အင်္ဂလိပ်လက်ထက်ကဖောက်လုပ်ခဲ့တဲ့တသူတွင်ဟောင်းတစ်ခုအနာကို တော်လည်းရင်နဲ့အမှန်မတန်ရောက်ဖြစ်သွားကြတယ်။တတ်သူတွင်းဟောင်းဆိုတဲ့အတိုင်းပဲ။ကြောက်အကြောအဖြူအတုံးကြီးတွေကျွန်တော်တို့ခေါ်တာကတော့ဝက်စီဖတ်တုံးလို့ခေါ်တာ။လုံးဝဝက်အစီတုံးအတိုင်းပဲ။ဖွေးဖြူစွန့်နေကြတာ။တချို့ဆို အကြောကောင်းတဲ့ကြောက်တုံးတွေဆိုရင်ဂဲဆွဲတွေကိုအထင်သာပေါ်နေပြန်သေးတယ်။တတ်သူတွင်းအလုတ်ကိုလောက်ကန်ဘူးတဲ့သူဆိုတော့ဂဲဆွဲလာတာလေးမြင်ရင် စိတ်ကထိတ်မရပြန်ဘူး။ အမဲလိုက်ရင်အဆောင်ထားတဲ့ဓာလေးကို ဖြုတ်ကာဂဲအဆွဲကောင်းတာလေးကိုခေါယူခွာယူမိသေးရယ်။သုံးယောက်သာဂဲအဆွဲလာတာလေးကို ခွာယူခောက်ဆွဲယူပြီးဂူအတွင်ကိုဝင်ရန်တိုင်မြင်လိုက်တော့ဂူအတွင်ဝင်ကြည့်တာတော့ဟုတ်ပါပြီ။ဘာရီများရှိလို့လဲ။ကျွန်တော်ရဲ့အကိုကိုမင်းနဲ့အကျူးလေးတို့ကပြန်တူမေးလိုက်ကြတယ်။ဟာရှိတာပေါ့ဗျ။အရင်တော့ကဆိုရင် ဖြူကြီးဖြူကဈေးဈေးဝန်းအထိတ်ဒီလိုင်းကောင်းအတွင်းကနေရဘူးကြတာမြင်တွေ့နေရတာပဲလေအဲ့ဒါကြောင့်ခမည်းတော်ကို ခေါ်နေတာပေါ့လာဗျာကူအဝါကိုအရင်အကဲခက်ကြည့်ရအောင်တားကောင်ချေရချေချောင်းကိုအဲ့ဒီလိုဆိုကအရင်ဥစွာလေ့လာလိုက်ကြတယ်ကူလိုင်းအဝါနားရောက်တော့အနေငယ်ပြိုချပြီးပိတ်ပြန်နေတယ်ကူလိုင်းအဝါပြိုချချတဲ့မြေစာအသက်တွေကိုမြင်ရပြန်တော့ ၃ညောင်သာအာရကျိန်နဲ့ပွဲကို တွေ့ရပြန်နေမြေပြိုထားတဲ့မြေစာအသက်တွေကိုနေဝင် တိုးဝင်းဝင်ထွက်သွားလာကြတဲ့ခြေရတွေကို အထင်းသားကြီးပေါ်လွင်နေတော့ကဲကိုမင်းမောင်စုငါမပြောဘူးလားတခုခုတကောင်ကောင်တော့ရှိလောက်ပါတယ်ဆိုတာယုံပြီလားခြေရတွေကတက်တည်ပဲအဲ့ဒီလိုပြောဆိုကလူဝင်နိုင်အောင်ကုအဝကိုချဲ့တွင်ရထုံလှုပ်လိုက်ကြတယ်ကြောက်ကူဆိုတော့ ြေစာပြိုကြတာတွေကိုခန္ဓာတာလောက်ပဲဖယ်ထုတ်ရှင်းထုတ်လိုက်ရတယ်။ကိုအတွင်ကိုဝင်ရောက်ကြည့်ရှုရင်တော်လေအမဲလိုက်ဖို့အတွက်တည်တန်ထားရတယ်။ရန်လွယ်အိတ်ထဲအမဲထည့်ထားတဲ့လက်ကင်တံမိငယ်ကို ထုတ်ယူပြီးကျွန်တော်ကအရှိဦးဆုံးကဝင်လို့သွားလိုက်တယ်။ကိုအတွင်ကိုပေ၄၀လောက်ဝင်လိုက်တာနဲ့အသင်းသားလိုင်းကူအပေါက်တွေမနဲ့မနှော့ပဲဗျာ။လင်းတို့ရဲ့လင်းဝတ်တွေကလည်းအိုးအိုးအိုး။ပြောင်းတက်နေတာပဲ။ ပေါ်ချက်ကိုမြင်မကားမူကိုမင်းကလေးကွာကိုထုတ်ပြီးပြက်မယ်လုံနေလို့တားထားလိုက်ရသေးတယ်မပြက်နဲ့လေဗျာခမားလေးသည်ကကြောင်နယံကိုမှန်းပြီးအကွဲစားတွေကကျွန်တော်တို့မျက်လုံးတွေကိုလှမ်းမှန်းမှာပေါ့လင်းနုံနဲ့လင်းဝက်တွေကလည်းမြင်မကားအောင်ကြောက်ကိုလိုက်နယံတွေမှာတွေ့ကပ်နေတာလင်းတို့ချေးတွေကလည်းခြေတလုံးအလဲမြုပ်မဲ့ထင်ရတယ်တချို့လူတွေကတော့လင်းတို့ချေးကို တဘာဝမြေဩဇာအဖြစ်အသုံးပြုနေကြပြန်တယ်။လင်းတို့ချေးကိုလည်းဈေးကောင်းပေးလို့လဲဝယ်တာကို တွေ့ဘူးတယ်။လင်းတို့တွေထားပြန်လိုက်တဲ့အခါကြောက်ကူလိုက်နှစ်ရံကအယောင်မျိုးစုံလင်းလက်နေတာကိုလည်းတအံတော်မြင်တွေ့ရသေးရဲ့။ဓမ္မီအလင်းရောင်နဲ့ထိုးမိပြီးအယောင်တွေပြန်နေတာအယောင်ပေါင်းစုံပဲ။မသိရင်ယတနာတိုက်တဲ့ရောက်နေသလားထင်ရတယ်။ကျွန်တော်တို့အခေါ်ကတော့တတူတွင်တဲကတိုင်းလိုလိုရှိတဲ့ဗဟန်ကအပွင့်လေးတွေက အယောင်မျိုးစုံပြန့်ဟပ်နေခြင်းဖြစ်တယ်။အင်္ဂလိပ်လက်ထက်ကတူးယူသွားတဲ့တတ်ထူတွင်းကရှစ်ပေးအမျက်လောက်ရှိတယ်။သူတို့အရက်တွေဘလောက်ရှည်လဲတော့မသိဘူး။တူးထားတဲ့ဂူလိုင်းကလည်းတသက်မတ်တဲ့အချင်းအကျယ်ကိုညှီးနေတာပဲ။ဘယ်လိုလူမျိုးတွေကိုတူးခိုင်းနေမှမသိပါဘူး။တကယ်ကိုလေးစားစရာကောင်းလာပါတယ်။တတ်ထူတွင်းတွေကလည်းတထပ်ပြီးတထပ်လေကတဲ့တပ်ဖွဲ့တူးထားတာအံအောင်မင်းတက်ရလောက်ပြီးရဲ့။ ဂူလိုင်အတွင်လှည့်ပတ်လေးလာကြည့်လိုက်တာ။နိုင်ဝက်လောက်ကိုကြာမြန့်သွားတယ်။အထက်ကိုဂူလိုင်၄၀အာကိုစင်းနဲ့ဂူလိုင်က၃ထက်အပေါက်တစ်ခုတည်းကဝင်ပြီးအတွင်းမှဂူလိုင်စုစုပေါင်း၇ခုရှိတယ်ဆိုတော့ကျွန်တော်တို့အဖိုးထူးဆန်းပြည့်စင်တစ်ခုပင်ဖြစ်ပေတယ်။ဂူလိုင်အတွင်လှည့်လည်ကြည့်ရင်ဂူအတွင်ဝင်တဲ့ရေရွက်ချက်ကိုမေ့လို့ညီငယ်မောင်ကျူးကအကိုကြီးတို့ကျွန်တော်တို့ဒီကူအထဲဝင်တာဘာလို့ဖို့လဲအေးကွာ ငါတို့လည်းမေ့နေကြပြီကွာမင်းပြောမှတတိပြန်ရတယ်အဲ့လိုပြန်လဲပြောဆိုလိုက်ရတယ်ဂူလိုက်တွေကများပေမဲ့ဖြူအဝင်အထွက်ရှိတာက လေပြက်လေကျက်တဲ့လင်းတို့တအားပေါ်တဲ့ကူတို့တွေဝင်လို့အဆက်မပြေမှာပဲစိုးရင်ရတာစိုးရွံ့မိတာလူများရင်ပိုစိုးမှာလေပိုကြက်နိုင်တယ်အေးဗျာအစင်ပြေတယ်လို့သာလို့ပေါ့ငါအရင်ဦးဆုံးဝင်ကြည့်လိုက်မယ်နောက်ကအခြေအနေအကဲခတ်ပြီးသာလိုက်ခဲ့ကြ ကျွန်တော်အကျင့်တစ်ခုပေါ့ကောင်းကောင်းစိုးစိုးဖြစ်ချင်းဖြစ်ကျွန်တော်သာ အဖြစ်ခံမယ်နောက်လူဘေးအန္တရာယ်ကင်းရှင်ဖို့အရေးပဲစိတ်ထင်းအမြဲပိုက်ထားမိတယ်ဂူလိုင်းအဝကိုဆဆဝင်လိုက်တာနဲ့စိမ့်ရွှေရွှေအနံပြင်းပြင်းကြီးကနှာခေါင်းအဝကိုမခံစားနိုင်အောင်ကိုစိုးစိုးဝါးဝါးကြီးနဲ့အသက်ရှူရတာမလွယ်ကူပဲအသက်ရှူတက်လာပြီးတော့အောင်သက်သက်ကြီးဖြစ်လာကရှေတိုးမရနောက်ဆုံးမရလူကြီးဖြစ်တော်တယ်ဟာဒီအတိုင်းဆိုမဟုတ်သေးဘူး နေလန်တစ်ခုတော့ရှိရမယ်။နောက်ရင်ကိုပြန်ဆုံးလိုက်ပြီ။သုံးယောက်သားခဏတိုင်ပြီ။ခေါင်းချင်းဆိုင်ကတိုင်ပင်လိုက်ကြတယ်။ကိုမင်းကအကြံတစ်ခုပေးတယ်။တက်ကိုင်းတည့်ရတွေကိုခူးပြီးရတောင်နဲ့ခတ်တလို့ခတ်ပြီး ဝင်းလို့အစမပြေဘူးလား။မပြောတတ်ဘူးလေဗျာ။လေကပြတ်နေတာဆိုတော့ရက်ခက်လဲရလာဘူးထင်နေတော့။နေပါဦးဗျာ။အထက်ကောင်းတဲ့နီလန်တစ်ခုတော့စဉ်းစားမိမှာပါ။ထို့သူပြောကအပြည့်ထုတ်ရန်စဉ်းစားလိုက်ကြတယ်။ ညီငယ်မောင်ကျူးကကိုကြီးညီအကြံတစ်ခုလာပေးကြည့်မယ်လေတဲ့အေးပြောလေကွာဘာလဲဒီလိုဗျာဂူလိုက်အပြင်ကိုထွက်ပြီးဝဇဝါအစစ်အရှိကြီးတွေကိုခုတ်ပြီးပိုက်ဆက်တလို့ဆက်ပြီးလေရှိလို့ရတယ်လေအေးအဲ့ဒါလည်းဟုတ်သားပဲကွာဒါပေမဲ့အချင်းကအကြကြီးပေးရမှာလွဲတော့မလွဲဘူးကွာပြောဆိုကနောက်တနည်းကိုထမှန်စဉ်းစားရပြန်တယ်အရင်ကငါဝင်ဘူးတယ် ဒီလောက်မစိုးဘူးကွာအခုမှဘလို့ဖြစ်တယ်မသိဘူးကျွန်တော်မက်မိပြီအရင်တခါဝင်တော့ကအမောပြေအောင်အနာယူပြီးအသက်ကိုပုံမှန်ပဲရှူဆိုင်ပြီးအေးအေးဆေးဆေးဝင်သွားတာခမရတို့ဘေးဖယ်နေပြကျွန်တော်အဲ့ဒီအတိုင်းစဉ်းစားကြည့်မယ်အဲ့လိုပြောလိုက်တယ်အမောလည်းပြေပြီးပေးကွာမင်းစီကရေဘူးငါဒီတစ်ချိန်ထပ်ပြီးစမ်းကြည့်အောင်မယ်ရမရတော့မပြောတတ်ဘူးပေါ့ကွာ ငါအထင်တော့အဆင်ပြေမယ်လို့ယုံကြည်မိတာတော့အမှန်ပဲအဲ့ဒါဆိုလေတေချာခရုဆိုင်ပြီးလှုပ်နှောင်းကန်းကြီးကိုမင်းကသတိတွေပေးလို့နေပြန်နေဟုတ်ကဲ့အကုစိတ်သားချပြအဆင်မပြေရင်ကျွန်တော်အပြေးထွက်ခင်မယ်စိတ်သိမ့်မပူနဲ့ပြောပြီးလေးပြက်လေးကျက်တဲ့ဂူလိုက်အတွင်းထက်မှန်လို့နောက်တခါဝင်ရောက်ရန်ကြိုးစားကဝင်ကြည့်လိုက်မိပြန်နေအခုတခါဝင်ကြည့်တာတော့အရင်တခါလောက်သိပ်ပြီးအခြေအနေမဆုပ်ဘူး ဘာလို့လဲဆိုတော့အသက်ကိုပုံမှန်လေးဖြည်းညင်းစွာရှုဆိုင်တယ်။လမ်းသွားတာကိုလည်းဖြည်းဖြည်းညင်းညင်းပဲသွားတယ်။ပထမတစ်ခါဝင်တော့ကဒုံဆိုင်ကြီးအပြေးဝင်တာဆိုတော့နဂူကလေကကြက် လေကပြက်ပါတယ်ဆိုမှအလောတကြီးဆိုတော့လိုတလောက်လေရှူဆိုင်ဖို့အတွက်လေမလုံလောက်တဲ့အတွက်ပင်ဖြတ်နိုင်တယ်။ဂူလိုက်အတွင်းကိုပေ20လောက်လဲကြော်ဝင်သွားတော့လေကထင်းတလောက်ကြီးမပြက်မကြက်တော့ အဝင်ဝလေးသာလေးပြက်လေးချက်တာအနောက်ကကြံခဲ့တဲ့အကူနဲ့ညီပြက်သူကိုအဆင်ပြေတယ်ဟေ့ဘာမှမပူနဲ့အထဲရောက်တော့လေးကပုံမှန်ဖြက်သွားပြီစိတ်မပူကြနဲ့တော့အလိုလှမ်းအော်ပြောလိုက်တယ်အေးအေးအေးမင်းအဆင်ပြေရင်ပြေးတာပဲကျွန်တော်လဲဂူလိုက်အတွင်းအသေးအချာပတ်ကြည့်လိုက်တော့ဖြူကြီးအဝင်းအထွန်းများတဲ့ဂလိုင်းပေါက်တစ်ခုကိုလှမ်းတွေ့လိုက်ရတယ်ဖြူအကောင်ရှိမရှိဂလိုင်းပေါက်အနားကို ။တေချာတော့အကြည့်လိုက်တော့ဂလိုင်ပေါင်ငယ်အတွင်ကဖြူကြည့်ကဂူဂူရှူးရှူးနဲ့နာမုတ်တန်အော်တန်တို့နဲ့နောက်ခမ်းမွေးကြီးစုံပွားစုံပွားနဲ့စူးတော်ကြီးကာကာဖြင့်အတိုင်းအတာမြန်တွေ့နေရပြန်တယ်။ဖြူအကောင်ကြီးကိုမြန်တွေ့ရတာနဲ့အနာကိုအသားပြန်ဆုတ်ကလိုင်ကိုအပြင်ကိုပြန်ထွက်လာလိုက်တယ်။ကိုမင်းမောင်စုဖြူကြီးတကောင်တော့တွေ့ခဲ့တယ်။တို့တွေဘလို့လို့ယူကြမလဲ။မောင်ကျူကသူ့မီးတနတ်ကို ျွန်တော်ကိုလှန်ကန်ပေးလိုက်တော့တယ်။ဘာလို့ရမှာလဲတနတ်ကကျွန်တော်ကမေးတော့ရောတနတ်ပါဆို ကိုကြီးကလည်းပြစ်ဖို့လေဗျာ။ဖြူကြီးကိုတနတ်နဲ့ပြစ်တက်လိုက်ပေးတာပဲကိုမဟုတ်ဘူးလား။အော်အေးအေးမှတ်သားလောက်ပါပေးတဲ့ချီးအောင်တော့ပန်ရှင်မောင်ကျူးရဲ့အဲ့ဒီလိုပြောကငေါက်ပြက်လိုက်မိရဲ့။ကိုကြီးကဘာလို့ကျွန်တော်ကိုငေါက်ရတာလဲ။ကျွန်တော်အကြံပေးတာအကောင်းလေအေးအေးနေအောင်ခဏငါပြမယ်ကိုမင်း ခမားအတန်ကကောင်းတယ်။တချက်လောက်ပြင်းပြင်းလေးအော်ကြည့်စမ်းပါ။အဲ့လိုပြောကအတန်ကုံအော်ခိုင်းလိုက်တယ်။ကိုမင်းကလည်းအတန်ကုံအော်တာပေါ့။ဘူမတိပမတိနဲ့။ကဲဘလို့နေလဲမောင်ကျူ။နားရဲကိုစူးနေပြီ။နာစီကွဲမတခံစားရတယ်။ဂူလိုက်အတွင်းလဲပဲ့တင်ထက်ကုန်တာပဲ။အေးအဲ့ဒါပြောတာပဲ။မင်းကတော့နမူနာလောက်ပဲပြပေးသေးတာအဲ့လိုဆိုကဥပမာပေးလိုက်တယ်အဲ့ဒါလူအော်တမ်းပဲရှိသေးတယ် ူမီးတနက်ပြက်တဲ့အတံမဟုတ်သေးဘူးတွေ့တယ်မို့လားသူမီးတနက်ဆိုရင်ရန်အငွေတွေကြောင့်အသက်ရှူကြက်မယ်တနက်အတံကြောင့်နားစီတွေကွဲမယ်နောက်ဆုံးကွာလူရဲ့အသက်အန္တရာယ်ကိုပါထိခိုက်နိုင်တယ်ဟုတ်တယ်နော်ညီလေးအလိုပြောဆိုမိလိုက်တယ်အေးဗျာကျွန်တော်ဒီတခါညံ့သွားတယ်သူစကားကိုပြန်ရုပ်သိမ်းလိုက်ကဒါဆိုဘယ်လိုလုပ်မှာလဲကိုကြီးကဲအကြီးဆုံးဖြတ်တယ်ကိုမင်းကိုအပြင်ကိုပြန်ထွက် ဝါနယ်ဝါသုံးပေလောက်အတူလေးနှလုံးလောက်ကိုတကိုင်းတတတဘိုးတုံးလောက်လေးခုတ်ယူခဲ့ပြနောက်ပြီးခုနှစ်ပေလောက်ဝါအပြားလေးကိုပါခုတ်ယူခဲ့အေးအေးအဲ့လိုဆိုပြီးဂူလိုက်အပြင်ကိုတုတ်ချီတင်ကပြည့်ထွက်သွားလေတယ်10မိနစ်လောက်ကြာတော့ဝစစ်တိုနှလုံးနဲ့ဝါအပြားရှိတစ်ခုကိုကင်ကပြန်ဝင်လာတယ်ကဲလိုလာလဲရပြီဆိုတော့ကျုံနောက်ကိုဘယ်သူလိုက်မှလဲငါပဲလိုက်ခင်မယ် မောင်ကျူကိုအပြင်းမပဲစောင့်ခိုင်းခဲ့မယ်။အဲ့လိုပြောပြီးသူလိုက်ဖို့ကိုပြောဆိုလိုက်တယ်။လိုက်မယ်ဆိုရင်စိတ်မလောနဲ့နော်။ဖြည်းဖြည်းမှန်မှန်နဲ့အသက်ရှူလမ်းကိုပုံမှန်လျှောက်စိတ်ကိုအတက်နိုင်ဆုံးလျှော့။အေးပါကွာ။မင်းစကားအမြဲနားထောင်နေအကိုပါကွာ။အဲ့လိုကျွန်တော်ကိုပြန်ငော့ပြီးနေနေသေးတယ်။ညီအကိုနှစ်ယောက်ပုံမှန်လေးဝင်သွားလိုက်ကြပြီ။ဖြူကြီးရှီယာကလိုင်းပေါက်လေးအနာရောက်လာတာနဲ့ပေးကျွန်တော်ကိုဒုတ်တချောင်း အတူလဲပေးအရှိတချောင်းကိုလည်းတောင်းယူပြီးဖြူကြီးထွက်လာအောင် အရှိတချောင်းနဲ့တိုးဆွလိုက်တော့တယ်ဖြူကြီးကလည်းပေကက်ကက်ရဲတော်တော်နဲ့ထွက်မလာဘူးစူတောင်ကြီးတွေကားကရံပြန်မှုနေတဲ့ဖြင့်ကဲအဲလောင်မှာဖြစ်နေတာဝါအပြားကိုအချုံလေးလှုပ်ပြီးဆောင်းထိုးပြလိုက်တော့ဂူဂူရှူးရှူးနဲ့အပြင်ကိုပြေးထွက်လာတယ်ညီကိုနှစ်ယောက်လည်းဘာလို့ရမှန်းမသိကကြောင်စီစီကြီးငေးကြည့်နေမိရဲ့ ဖြူကြီးကညီအကိုနှစ်ယောက်ကြောင်စီစီကြီးငေးနေတာကိုအခွင့်ကောင်းယူပြီးအပြင်ကိုအကြမ်းပြေးထွက်လေတယ်။အကျူးလေဟကောင်ဖြူကြီးပြေးထွက်လာပြီဟာကြည်ကျက်လို့လန်အောင်ပြောလိုက်ရတယ်။ဟုတ်ကဲ့ကိုကြီးအဲ့ဒီလိုဆိုပြီးဘလို့ပြန်လှုပ်လိုက်တယ်မသိဘူး။ဖြူကြီးကကျွန်တော်တို့ဘက်ကို ပြန်ပြေးလာပြီးသူ့ကလိုင်းပေါက်တဲ့အပြေးဝင်မဲ့အလို့ကိုမင်းကဒုံနဲ့ရိုက်လိုက်တာ။ဂဲတဲဂဲတဲလို့អော်ပြီးအပြေးဝင်သွားပြန်တယ် ဟာဗျာဖြူကိုအဲ့လိုရိုက်လို့မရဘူးလေ အကိုရဲ့အပေါ်စီးကရိုက်လို့ကတော့မသိနိုင်ဘူးတူစုတောင်တွေကိုထိပြီးအတွင်းတန်ရမရစေဘူးမသိဘူးလေကွာငါလည်းကြောင်ရိုက်တယ်လို့ရိုက်လိုက်တာနောက်တခါအဲ့လိုမရိုက်တော့ဘူးမင်းပြောပြအဲ့လိုရိုက်မယ်ညီဖြစ်သူကိုဖြူရိုက်နေပြန်တင်ခိုင်းနေပြန်နေဒီလိုလေးရိုက်ရတယ်အကိုရဲ့ဖြူကိုရိုက်မယ်ဆိုရင်အပေါ်စီးကနေမဟုတ်ပဲဗေဒဆောင်လွဲရိုက်မှာ ခေါင်းတို့ဇက်ပိုးတို့ကိုရိုင်းမိထိမိပြီးနေရာတွင်လဲမှာခုနက အကိုရိုက်တယ်လို့ကအဆက်မပြေဘူးမှတ်ထားပါဗျာနောက်ကိုလဲအကိုဖြစ်သူကိုဖြူရိုင်းနည်းပညာသင်ပေးလိုက်ရတယ်ဖြူကဂလန်ပေါက်ထဲပြန်ဝင်သွားတော့ဝါအပြာချုံလေးနဲ့မနေထိုးပြီးအပြင်ကိုပြန်ထွက်အောင်လှုပ်ယူလိုက်ပြီးကိုမင်းကကျွန်တော်သင်ပေးထားတဲ့နေရာတိုင်းရိုက်လိုက်တာတချက်သေးနဲ့ဖြူအကောင်ရဲ့အသက်ကိုဇီဝင်ချွေလိုက်နိုင်တယ် ဖြူကြီးတကောင်လဲရရောကိုမင်းတယောက်အပြောလွန်ပြီးအပြင်က မောင်ကျူးကိုအကြံလှမ်းခေါ်လိုက်တယ်။မောင်ကျူးကလည်းအထက်ကခေါ်တန်းကြားတာနဲ့ဘုမတိဘာမတိနဲ့ဂူလိုင်းအတွင်ကိုပြေးဝင်အလား။ဟာအကိုကြီးရဲ့အလိုအတန်တချက်ကြားလိုက်တယ်။နှစ်ယောက်သားဖြူကြီးကိုကြားပြီးအပြင်ကိုအကြံပြေးထွက်ကြည့်တော့မောင်ကျူးလေးကလေးပြတ်တဲ့အလဲအသက်တဲ့လောက်မှာအရန်ကြီးအသက်ရှူကျက်နေတဲ့ပုံစံနဲ့ လဲကြလို့နှီးပါပုံစံအနည်းအခြားတစ်ခုကိုရောက်နေပြီဟာကိုမင်းခမရရှိရနေပဲအဲ့လိုဆိုပြီးအပြင်းထွက်ကမောင်ကျူးလေးကိုပွေးချီးပြီးလိုင်ကိုအပြင်းကိုခေါ်ထုတ်သွားလိုက်ရတယ်ဟာကွာမင်းအော်တန်ကိုသာငါတို့ဂယုမဆိုင်ရင်မင်းတော်မတွေးရစရာကွာရော့ရေဘူးလေးတက်ကရေကိုတောက်ချပစ်ခိုင်းလိုက်တယ်မင်းတော်တော်သေးတာငါတို့တတိမမှုမရင်သွားပြီတကယ်မသွေးဝင်ပါဘူး ကိုကြီးမင်းကခေါ်လို့အကျန်ပြင်းဝင်လာမိတာကျွန်တော်အမားပါဗျာပြောဆိုပြီးသူ့ကိုသူအပြက်တွေတင်နေတော့တာအေးကွာဖြတ်တတ်ပါတယ်နောက်ဆိုတတိထားပေါ့ကွာငါတို့ကအခုလေပြက်လေကျက်တဲ့နေရဆိုတာကိုယူနေပြီမင်းကအခုမှအစာရှိသေးတာဆိုတော့ကံကောင်းလို့ပေါ့ကွာဟုတ်ကဲ့ကိုကြီးအလိုဆိုပြီးပြိုချထားတဲ့မြေစာပုံကိုကြောခင်းကပြက်လဲချလိုက်ပြီးအနာယူလိုက်ပြန်တော့တယ်သူကိုကြည့်လိုက်တော့လေ မလုံမကိုင်းနိုင်တော့တဲ့ပုံစံကို လုံလုံကြီးပေါက်သွားတဲ့အတွက်သူအနာယူရင် ယူပါစေတော့ဆိုပြီးထာထာပေးလိုက်တော့တယ်။ဂူလိုင်းအတွင်ကြံခဲ့ချားခဲ့တဲ့ကိုမင်းနဲ့ဖြူကောင်ကိုယူရင်ခေါ်ဖို့အတွင်းတဲ့ကိုပြန်ဝင်လိုက်တယ်။ဖြူကြီးတကောင်ကလည်းတကောင်လုံးဆိုရင်အ ਨੇ ဆုံးရှစ်ပိတ်သားမရော်လာဘူးထင်တယ်။ဖြူကြီးကိုအပြန်ရောက်တာနဲ့ဖြူကြီးစီကအစူးကျန်းတွေကိုဒါအနောက်နဲ့ထူချပြက်လိုက်ပြီး စုအငယ်တွေကိုနှုတ်နိုင်သမျှနှုတ်ယူလိုက်တယ်။ဗပိုးရင်လူကောမစူးစင်ရအတွက် အခုလိုစူးချမ်းတွေကိုနှုတ်ချထူချပြက်လိုက်ခြင်းဖြစ်တယ်။ဖြူကြီးကိုကိုမင်းကိုပပိုးစေပြီးကျွန်တော်ကတော့တနက်နဲ့ဒီနေ့အဖို့တော့တော့ဆက်လဲနိုင်ဖို့အတွက်မဖြစ်ချေတော့ပြီ။ဘာလို့လဲဆိုတော့ငင်ငယ်မောင်သူအတွက်ငဲ့ပြီးတော့အိမ်အပြန်လန်းတွေ့တဲ့သားကောင်ကိုပဲပြစ်ခတ်နိုင်ရန်လမ်းကိုရွေးပြီးပြန်လာခဲ့ရပါတော့တယ်။ ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာစောမြက်လိုင်းရေးသားထားတဲ့အတက်ကိုလောင်းကြီးထက်၍ဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။နားဆင်အားပေးခဲ့တဲ့ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်ရှင်။